အေးချမ်းသောနနခင်နှိမ်နင်းရန်ခရင်ထသောလှင်မြန်ထသောမိမိအလိုရှိရာအာယုံတို့၌တက်ရောက်ကြက်စားလေးရှိထသော စိတ်ကိုနှိမ်နင်းနိုင်သောသူကမြတ်၏နှိမ်နင်းထသောစိတ်သည်ချမ်းသာကိုဆောင်၏ဓမ္မပဒစိတ်တော်ဝတ်နနခင်တစ်ခုကို ်ငိမ့်ချမ်းစွာဖြင့်စတင်သင်ပါရယ်လေကောင်းလေတန့်လေးကိုရှုကပဝန်းကျင်မှစူညံခြင်းကင်းစွာဖြင့်နနက်ခင်းကိုစတင်သင်ပါရယ်တိတ်ဆိတ်ငိမ့်ချမ်းခြင်းဖြင့်စိတ်ဤစွမ်းအားတွေလည်းပိုကောင်းလာနိုင်ပါရယ်ခက်တဲ့လူပောင်တွေငိမ့်သက်အေးချမ်းခြင်းတို့ကင်းလာပါရယ်အနီးနားရှိအိမ်ကတရားခွေဖွင့်သည်ဆိုတော့လေစောင်းပေါစ်ဖြင့်အကျယ်ကြီးဖွင့်နေပါတယ်။မိုးလင်းခါနီးမှအိရသူတအူအတွက် ကောင်းကြည်လင်တော့မည်မဟုတ်ပါတဦးကကောင်းတာလုပ်နေတာပဲဟုပြောနိုင်တော့လဲသူကောင်းတာလုပ်ချင်းသည် သူ့အတွက်ကောင်းချင်းသာဖြစ်ပြီးသူတပါးအတွက်ကောင်းချင်မှကောင်းနိုင်ပါလိမ့်မယ်ထို့ကြောင့်နနက်ခင်းလေးတစ်ခုကိုပဝန်းကျင်အားလုံးငြိမ်းချမ်းတိတ်ဆိတ်ကကို့အတွင်းနဲ့ကို စိတ်ကူးရင်ချင်းဖြင့်နေ့တစ်နေ့ကို စတင်လိုက်ချင်ပါတယ်သို့တော့ပဝန်းကျင်နှင့်နေထိုင်သူများဖြစ်သောကြောင့်ပဝန်းကျင်က ရိုက်ခတ်မှုများဖြင့်စိတ်ဆိုးခြင်းဒေါသထွက်ခြင်းစိတ်ရှုပ်ထွေးခြင်းများဖြစ်ကာနေ့တနေ့ကိုစတင်နေကြရပါတယ်။စိတ်ကိုစောက်တီကငြိမ်းချမ်းစွာနေထိုင်နိုင်ရေးမှာ အရေးကြီးပါတယ်။ပတ်ဝန်းကျင်က စုညံခြင်းများရှိနေမည်သာဖြစ်ပါတယ်။ထို့သောသူ့သဘောနှင့်သူရှိနေမည်ပတ်ဝန်းကျင်ကို မရှောင်လွဲနိုင်ရင်မိမိစိတ်ကိုအလုံးနှင့်ဝေးကွာပြီးလွတ်ထွက်သွားအောင် လွှင့်ထုတ်နိုင်ရန်စ조사ရမည်သာဖြစ်ပါတယ်။ခေတ္တပဝန်းကျင်ကတော့စုညံမြဲစုညံနေမည်သာဖြစ်ပါတယ်။ကားတန်လူတန်ဆက်တန်တွေကြားတွင်လူသားတွေကငြိမ်းချမ်းတိတ်ဆိတ်မှုတွေဆုံရှုံပြီးသားဖြစ်နေပါတယ်။စိတ်ကိုငြိမ်းချမ်းအောင်ကျင့်ရတွင်ကိုယ်မှာရှိတာတွေကိုထုတ်ပြနိုင်ရမည်ဖြစ်သလိုအပြင်ကဝင်မလာစေချင်တာတွေကိုလည်းပိတ်ထားနိုင်ရမှာဖြစ်ပါတယ်။ အိတ်ဆက်ခြင်းဆိုဒီမှာအနာယူခြင်းဆိုတော့လေအိမ်မက်တွေရှိနေပါတယ်စိတ်ကူးတွေဖြစ်နေပါတယ်ထို့ကြောင့်အိတ်ဆက်ခြင်းဒီအမှန်တကယ်အနာယူခြင်းဖြစ်ခြင်းမှ ဖြစ်ပါလိမ့်မယ်ထို့ကြောင့်ငြိမ်းချမ်းစွာဖြင့်တရားထိုင်သောနိလန်တစ်ခုကိုလေ့ကျင့်ကစိတ်ကိုလွတ်ခြင်းချုပ်ခြင်းများဖြစ်နိုင်သည့်အချိန်ကာလလေးတစ်ခု လိုအပ်ပါတယ်ထို့အချိန်ဒီမနှက်နိုးထားသည့်အချိန်ကာလလေးဖြစ်သင့်ပါတယ် မနက်ခင်းကို စိတ်တည်ငြိမ်အောင်ထိမ့်သိမ့်ခြင်းဖြင့်စတင်သင့်သည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။အိမ်ထဲရှိငြိမ်ချမ်းသောနေရာလေးတစ်နေရာကိုရွေချယ်လိုက်ပါ။စာဖတ်ခန်း၊ဖျားခန်းအတွင်ဖြစ်နိုင်သလိုမိမိကတင်ပေါ်တွင်လည်းဖြစ်နိုင်ပါတယ်။မျက်စိကိုမှိတ်ခါတရားထိုင်သည့်ပုံစံဖြင့်မိနစ်20ခန့်စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ နေ့တစ်နေ့ကို စတင်လိုက်ပါ။ ပဝန်းကျင်ကိုမေ့ထားလိုက်ပါ ထိုကာလတိုလေးသည်မိမိအတွက် အကောင်းဆုံးအချိန်တိုလေးအဖြစ်မှတ်ယူလိုက်ပါ အသက်ကိုဝါအောင်ရှူပါအားလုံးကိုမေ့နိုင်အောင်စူးစမ်းလိုက်ပါရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား ိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသည်ဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။